ရှမ်းပြည်တောင်ပိုင်းရွာငံမြို့မှာဆစ်ဆောင်စခန်းတစ်ခုပေါ်တောင်ပြိုကျလို့ကလေးငယ်တွေအပါဝင်ဆစ်ဆောင်ပြည်သူ၁၀ဦးသေဆုံးခဲ့ရတယ်လို့ဒနုပြည်နယ်အမျိုးသားကာကွယ်တပ်တော် DSNDA ကဒီနေ့ထုတ်ပြန်ပါတယ်။အဲ့ဒီဖြစ်စဉ်ဟာစက်တင်ဘာ၂၄ရက်နေ့ကဖြစ်ပွားခဲ့ပြီးအသက်တနှစ်ခွဲအရွယ်မင်းကလေးငယ်တူအသက်9နှစ်နဲ့10နှစ်အရွယ်ယောက်ျားလေး၂ဦးနဲ့တက်လက်ပိုင်းအပြင်တက်ကြီးပိုင်း65နှစ်အရွယ်ထိအပါဝင်ဆစ်ဆောင်၁၀ဦးသေဆုံးခဲ့ရတာပါ။ DSNDA ရဲ့ထုတ်ပြန်ချက်အရသေဆုံးသူတွေထဲမှာ အသက်တစ်နှစ်ခွဲကနေ65နှစ်ထိပါဝင်တာကိုတွေ့ရပါတယ်။ဆစ်ဆောင်နေရင်သူတို့အပေါ်တောင်းပြိုကြလာတာဖြစ်ပြီးတည်ဆုံသွားသူတွေဟာမိသားစုဝင်တွေဖြစ်တယ်လို့ DSNDA တာဝန်ရှိသူက ပြောပါတယ်။တည်ဆုံသူ10ဦးတည်းကအသက်22နှစ်ရွယ်အမျိုးသားတဦးရဲ့အလောင်းတလောင်းသာရှာဖွေတွေ့ရှိထားတယ်လို့အသိပေးထားတာပါ။တည်ဆုံခဲ့သူတွေဟာကြောက်တော်ရွာကနေဆစ်ဆောင်နေကြသူတွေဖြစ်တယ်လို့ရွာငံမြို့နယ်သတင်းရင်းမြစ်ကပြောပါတယ်။စစ်ကောင်စီတပ်ဟာစက်တင်ဘာဒုတိယအပတ်ကစပြီးရွာငံမြို့နယ်ကိုစစ်ကြောင်းထိုးနေပြီး ပြည်သူတွေကိုဖမ်းဆီးတာနဲ့နေအိမ်တွေမိရှုတာတွေကိုလုဆောင်နေတယ်လို့ဒနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် DSNDA တာဝန်ရှိသူက People's Spring ကိုပြောထားပါတယ်။စက်တင်ဘာဒုတိယပတ်ကရောင်ငံမြို့နယ်ရဲ့အနောက်ဘက်ခြမ်းကြောက်တော်ကြီးရွာကိုအင်အား120ဝန်းကျင်နဲ့စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာလို့ဆိုပါတယ်။လက်ရှိနေအိမ်အလုံး20ကျော်နဲ့ဇပတ်ကြီးတွေမိရှုခံထားရပြီးအသက်9နှစ်အရွယ်ကလေးငယ်အပေါင်းဝင်စစ်ရှောင်းပြည်သူ6ဦးကိုစစ်တပ်ကဖမ်းဆီးသွားတယ်လို့သိရပါတယ်။စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်မှာ ေထီလာအခြေဆိုင်တက်မ69နဲ့အရှိပိုင်းတိုင်းစစ်ထနာကျုပ်လောက်ခန့်တက်မ55လောက်ခန့်တက်တွေပါတယ်လို့ဒေသတွေစစ်ရေးတရင်မြေတွေကပြောပါတယ်အဲ့ဒီစစ်ကောင်စီစစ်ကြောင်းချောက်ကြောက်တော်ရရနဲ့ညောင်ပင်သာရွာကပြည်သူ600ထက်မနည်းစစ်ဆောင်နေရပြီးစားနပ်ရိက္ခာအကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်ရှင်